ဇုံတိုင်ပြီးတော့ပြောအဲလေ X ကိုလည်းကြိုက်တယ်ဘတ်ဂျက်လည်းအများကြီးမသုံးချင်ဘူးဆိုတော့လူတွေအတွက်ဆိုလို့ရှိရင်ဒီမှာ Nighter X ကို1250 plus plus နဲ့ဝယ်လို့ရတယ်ဒီပွဲထဲမှာတော့ဝယ်တယ်ဆိုလို့ရှိရင် Windows Phone လည်းကပ်ပေးမှာဖြစ်ပြီးတော့7 kg ကချကြပါပေးဦးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ရန်ကုန် Convention Center မှာကျင်းပနေတဲ့ Thai Expo ရန်ကုန်ပွဲကိုရောက်နေရဖြစ်ပါတယ် ဒီဘွဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Nectar ရဲ့ Neo Moe ရဲ့ Carnassi ကိုပြလာတယ်အခုကျွန်တော်ဘေးမှာမြင်တွေ့ရတဲ့ကားကတော့ Nectar X ပါ Nectar X ကိုဘယ်ဈေးနဲ့ရောင်းလဲဆိုတော့1150အပေါင်းအပေါင်းနဲ့ရောင်းတာပဲဖြစ်ပါတယ်1150အပေါင်းဝင်ဝင်ပေါ့ဗျာအဲ့လိုနဲ့ရောင်းချတာပဲဖြစ်ပါတယ်အဲ့တော့ तू ကဒီဝေးတော်တော်များများကကျွန်တော်တို့မေးတယ် Nectar ရဲ့ service အခြေအနေဘယ်လိုရှိလဲ spare parts အခြေအနေဘယ်လိုရှိလဲလို့မေးရင်ကျွန်တော်ဗီဒီယိုတွေပြန်လည်ကြည့်လိုက်ပါပြန်ရှာကြည့်လိုက်ပါ Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်မှာ Nectar SDA blog ဆိုပြီးတော့ဒါရှာကြည့်လိုက်ပါဒီ Nectar ကားရင်းနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးပေါ်လာမယ် Nectar service နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးပေါ်လာမယ် Nectar ရဲ့ user တွေဘလောက်တောင်ပြင်းလာတဲ့ဆိုတာကိုပေါ်လာပါလိမ့်မယ်ကျွန်တော်ကလွန်ခဲ့တဲ့6လလောက်က Nectar Ubro ကားပြီးကိုရိုက်ဖူးတယ်ပြီးလို့တပိကျော်နေအဲ့ကကျွန်တော်တို့တော့တကယ်ကို surprise ဖြစ်ရတဲ့ကားပဲဖြစ်ပါတယ်အဲ့ကားကအဲဝယ်ပြီးတော့တစ်နှစ်လောက်အတွင်းမှာကီလိုတပိကျော်မောင်းထားတဲ့ကားဘာမှမဖြစ်သေးဘူး battery SOC ဆိုလဲ96လား98လားရာခိုင်လုံးကျန်နေတယ်ဆိုတော့ အေးစစ်စစ်ပဲအော်အဲ့တော့အိုက်ကားကိုလည်းကျော်ဒီနေ့ပြန်ရှာနေတာအဲ့အကိုကြီးကိုကျော်ပြန်ရှာနေတာကိုကြီးကိုဒီနေ့ဒီချိန်မှာတွေ့ကီလိုတစ်သိန်းခွဲနှစ်သိန်းနီးပါးလောက်ပြန်ဖြစ်နေမလားမသိဘူးဆိုပြီးတော့အဲ့အကိုကြီးကိုကျော်ပြန်ရှာတယ်โอเคအဲ့ဒါတော့တပိုင်းပေါ့တော့အဲ့တော့ Nectar X ကိုလည်းကြိုက်တယ် budget လည်းအများကြီးမသုံးချင်ဘူးဆိုတော့လူတွေအတွက်ဆိုလို့ရှိရင်ဒီမှာ Nectar X ကို1150 plus plus နဲ့ဝယ်လို့ရတယ်ပြီးလို့ရှိရင်သူက ဒီပွဲထဲမှာသာဝယ်တယ်ဆိုလို့ရှိရင် window plane လည်းကပ်ပေးမှာဖြစ်ပြီးတော့7 kg ကချကြပါပေးဦးမယ်။ Okay ဒါတော့ nectar ပိုင်း nectar ပိုင်းပြီးသွားတဲ့အချိန်မှာ neon ဘောင်းပိုင်းကိုရောက်လာပြီ။ neon ဘောင်းကတော့ကျွန်တော် test flight တွေလည်းကျွန်တော်အများကြီးလုပ်ပေးထားတယ်။ ် highway လည်းမောင်းဘူးတယ်တောက်ပြောတာပါ highway မမောင်းဘူးပါဘူးမောင်းလည်းမရပါဘူးဘာလို့လဲဆိုတော့ AC charger only ပဲပါတာဖြစ်နေတာ highway ကတော့အဆင်မပြေဘူးမြို့ထဲမှာတော့ရေးလည်းလည်းသုံးလို့ရတဲ့ကားပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တနေ့ကုန်ပတ်မောင်းတာအဲဒီတော့ကကျွန်တော် test ride ရန်ကုန်မြို့ထဲမှာနောက်မှကီလို900 kg လောက်အပြည့်တင်ပြီးတော့ပတ်မောင်းတာကို65ရာဂိုင်းလောက်ပဲကုန်တယ်ကျွန်တော်မှတ်မိသလောက်ပေါ့နော်ဒါပေမဲ့အဲ့ဒါအားပြသွင်းမယ်ဆိုလို့ရှိရင်နှစ်နာရီ3နာရီလောက်အားသွင်းလိုက်လို့ရှိရင်ပြည့်သွားတယ်70 kg ဝက်ချာရလဲဆိုလို့ရှိရင် ဟောဒီပွဲမှာသာဒီနီယိုမောကိုဝယ်မယ်ဆိုလို့ရှိရင်ဈေးတော့က99ဈေးအပေါင်းကိုရင်းကိုနဲ့ဝယ်လို့ရမှာဖြစ်ပြီးတော့အကြောင်းဆိုလို့ရှိရင်လည်းအဖြူရောင်နေမဟုတ်တော့ဘူးခဲရောင်လေးပါရတယ် နော်ဒီလိုခဲအောင်လေးနဲ့ဆိုတော့အဲ့တော့အမြင်တမျိုးပြောင်းသွားတာပေါ့ပြဿနာတော့မရှိဘူးလုပ်ငန်းသုံးကားဆိုတော့ဘာရောက်ဝယ်ပြီးရတာသိပြဿနာမရှိဘူးသူ့ရဲ့ပုံစံတွေဘာရောက်နည်းနည်းလေးကွဲထွက်လိမ့်မယ်တခြားသောလုပ်ငန်းသုံးကားတွေနဲ့ဆိုရင်ကွဲထွက်လိမ့်မယ်သူ့ရဲ့ပေးလောက်တာ900 kg ပေးထားတယ်သူ့ရဲ့ battery capacity က24 kWh ပါတာဖြစ်တဲ့အတွက်သူကအားသွင်းမယ်ဆိုလို့ရှိရင်7 kW charger နဲ့သာအားသွင်းမယ်ဆို0 to 100ကိုအပြည့်အားသွင်းမယ်ဆိုလို့ရှိရင်၄နိုင်လောက်ပဲသွင်းရ ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ site ထဲမှာဒီကားတွေအခုကျွန်တော်စပြီးတော့တုံးနေပြီအဲ့ဒီ video လည်းပြန်တင်ပေးပါအောင်မယ်အဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြဆုံးတိုင်ပြီးတော့ပြောအဲလေနော်ချောက်ပြောနေတာအဲ့တော့လူတွေတော်တော်များများဒီရပိုင်းထဲမှာ rumor တွေထွက်နေရတယ်တွေးလိမ့်မယ် online ပေါ်မှာ rumor တွေထွက်တာလည်းတွေးလိမ့်မယ်အာ nike ကဘာဖြစ်သွားပြီလို့ bankrupt ဖြစ်သွားပြီလို့အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့အဲကျညာရဲ့လိုတောင်ဒီရပိုင်းမကြခင်မှာထွက်မယ်လို့ကျွန်တော်အနေနဲ့သိထားတယ်ဒီ Nike မြန်မာတာဝန်ရှိတဲ့လူတွေနဲ့ကျွန်တော်စကားပြောပြီးသွားပြီ ဘာပြဿနာမှမရှိသေးဘူးလုံးဝတာဝန်ယူတယ်သူ့ရဲ့ night တိုင်းယူစားတွေကိုလုံးဝအမခံပေးနိုင်မယ်လို့သူကကျွန်တော်ကိုပြောပြီးသွားပြီဆိုတဲ့အတွက်အဲ့တော့ကျွန်တော်လည်းစိတ်ချလက်ချတဲ့ဒီ content တွေကိုကျွန်တော်ဆက်ပြီးတော့ join နေဦးမှာပါဘာကြောင့်လဲဆိုတော့ကျွန်တော် night တိုင်းစက်ရုံနေလည်းကျွန်တော်ရောက်မှုရဲ့ headquarter တွေလည်းရောက်မှုရဲ့ပြီးခဲ့တဲ့လပဲကျွန်တော် night တိုင်း headquarter တာဝန်ရှိတဲ့လူတွေလည်း interview နဲ့ကျွန်တော်သွားလုပ်ပြီးပြီဖြစ်တဲ့အတွက် မှန်တိုင်းပြောတော့ကျွန်တော်ကစိတ်စိတ်မပူဘူးဒါပေမဲ့အဲ့လိုပဲ rumor တွေကထွက်နေတာဖြစ်တဲ့အတွက်လူတွေကတော့စိတ်ပူကြတာအဲ့တော့ negative user တွေကိုလည်းစိတ်ပြီးတော့စိတ်မပူကြဘူးကျွန်တော်ဒီနေရာကနေပြီးတော့ပြောပြသည်အဲ့ဒီတော့တချို့သော promotion တွေကဒီပွဲရဲ့ဖြစ်တဲ့6ရက်9ရက်10ရက်ဂျွန်လာတော့25ရက်မှသာရရှိမှဖြစ်တဲ့အတွက်ဒီပွဲကို live ချင်းလေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့သိသွားဟုတ်မယ်ဒီ content ကိုကျွန်တော်ဆက်ပြီးတော့ဘိုးဘွားဖြစ်သွားတယ်တဲမယ် ไอ้รอวิ่งตรงตัดตาตีนะเด็กจ้าตีว่าโดนเด็กโอ้ว่าไอ้เด็กขครดไหนขนาไหนโอ้ว่ามาชี้เหรอเวียนยานเด็กขครดนี้เหรอ